သင်လာပါခင်ဗျာ United သင်ရဲ့ဒီနောက်ဆုံးရဒီအပြောင်းအရွှေ့သတင်းလေးတွေကိုတင်ဆက်ပေးခြင်းပါတယ်ဒီဂျာရက်တင်ပါဘောနော်နည်းနည်းငြိမ်သက်သွားတယ်လို့ရှိတယ် Brian Ambumo ရဲ့ဒီ United ကိုပြောင်းရွှေ့မယ်ဆိုတဲ့သတင်းကတော့အခုရက်ပိုင်းမှာဒါပြန်ပြီးတော့လှုပ်ခတ်လာပြီဘောနော်အဓိကကဘာလဲဆိုတော့ဒီ စပါတင်းကအမီမူကိုမခေါ်တော့ဘူးဆိုပြီးတော့တတိနေထွက်လာတယ်ပေါ့နော်ဆိုတော့ဒီ Ryan အမီမူကိုခေါ်မယ်တင်းက United တတင်းနဲ့ပဲရှိတော့တယ်ဒီနောက်တော့ကစားသမားကိုနိုင်ငံလဲ United အသင်းကိုပဲလာချင်တယ်ပေါ့အဲ့ဒီတော့ဒီ Brentford အသင်းနဲ့တာပေါ့နော်ပျောက်ရွှေ့ရေးသဘောတူညီပြီဆိုရင်ဒါ United အသင်းကိုအမီမူရောက်မယ်ပေါ့လေဒါပေမဲ့လည်းဒီအပြောင်းရွှေ့ညီနိုင်တဲ့ကိစ္စမှာနည်းနည်းအချိန်ကြီးကြံ့ကြာနေတာမျိုးရှိတယ်ပေါ့နော်ဒီ Brighton တို့ဒီ Brentford တို့လိုအသင်းမျိုးတွေနောက်တစ်ခုဒီ အီဂျက်တို့ပေါ့နော်နောက်ဘင်ဗီကာတို့စသဖြင့်ဒီအင်းနေနာပိုလီယိုအားစပေါ့ဒီဇာသမားတွေသူတို့စီကဝယ်ခြင်းမီသူအင်မတန်ခက်တယ်ပေါ့နော်ဈေးကိုတော်တော်ညှိယူရတဲ့အသင်းတွေဖြစ်တယ်ဆိုတော့ကအဲ့လိုမျိုးညှိနှိုင်းမှုတွေရှိနေတဲ့အတွက်အခုတွေရောက်မလာနိုင်သေးဘူးပေါ့နော်အဲတကူစဉ်းစားရရှိတာပေါ့နော် brand view မျိုးကနောက်တစ်6လောက်နေ brand ဘောကနေတက်တန်းကုန်ပြီဒီနောက်ထပ်လည်းသူအလိုလျောက်တက်တန်းတိုးလို့ရတဲ့တစ်နှစ်ကိုလည်း brand view မျိုးကမတိုးတော့ဘူးဆိုပြီးတော့ညင်းပယ်ထားတယ်ပေါ့နော် အဲ့တော့ဒီနောက်ထပ်ရာသီဝက်တို့မဟုတ်တနည်းနီးပါးလောက်စောင့်ပြီးတော့ brand view ကိုအလွန်နဲ့ခေါ်မလာဘူး။ဒေါ်တော့တဲ့အခြေအနေမှာပဲ brand board ကတောင်းထားတယ်ဒီပေါင်55တန်းလောက်ပေးပြီးတော့ခေါ်မလာတာကို United ကဒါရွေးချယ်ရမယ်တဘောမှာတော့ရှိတယ်ပေါ့နော်။ဒီ Omar Brahma Omar Brahma တို့ဘယ်လိုစောက်လောက်ကြမလဲဒီသူတို့တိုင်တောက်ဖွဲ့တွေဘယ်လိုစီမံမလဲဆိုတာတော့ပြောတတ်ဘူး။ အဲ့တော့ဒီ brand pool နဲ့ပေါ့နော်ဒီ giant တင်းမှာလေနောက်ထပ်ကန့်လတ်မှုတွေဆက်ပြီးလှုပ်သွားနိုင်ရင်ရှိတယ်။တကယ်လို့ပြောင်းချွေချေသဘောတူပြီဆိုရင်တော့ Brian Ambu ကို United အသင်းကိုဒါရောက်ရှိလာဖို့ရာခိုင်နှုန်းများနေပါတယ်။ဒီရက်ထဲမှာပဲနောက်ထပ်သတင်းတစ်ပုဒ်တက်လာတာကဒီကုသမားနေရာပေါ့နော် ဘူးသမားနေရာအတွက်ဒီ United ကတော့ဒါကန်လန်းမယ်လို့သတင်းထွက်လာတာမဟုတ်ဘူးပေါ့ဒီ Aston Villa ဘူးသမားဒီ Martinez က United အသင်းကိုပြောင်းလာခြင်းနဲ့ဆိုတဲ့အတန်နေဒါလွင်လာရေပေါ့နော်သူ့အနေနဲ့အစားတော့ဒီ Barcelona လို့လို့တခြားအသင်းတွေပြောင်းမလို့လို့ဒီ Sorry ဘက်လို့လို့သတင်းတွေထွက်နေပြီပဲပေါ့နော်သူကိုယ်တိုင်ကတော့ဒါ United ကိုပြောင်းခြင်းနဲ့အကြောင်းဒါသတင်းတွေပြောလာတယ်ဆိုပြီးတော့သတင်းတွေတက်လာတယ်ပေါ့လေဒါပေမဲ့တစ်ဖက်မှာလည်းဒီ Ari Onana သူ့အနေနဲ့နောက်ရသေးမှာဒီ United အသင်းနဲ့တူပဲဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဘယ်မှာကိုယ်တော်မနေရာအတွက် တိုက်ပွဲဝင်မယ်ဆိုပြီးပြောထားတဲ့အတွက်ပေါ့နော်ဒါ United အသင်းနေနဲ့ဘယ်လိုဆက်လုပ်မယ်တော့မသိဘူးဒီ Martinez ကတော့လာခြင်းတဲ့သဘောမှရှိတယ်ဘာလို့လဲဆိုတော့သူ Pilar အသင်းကိုလည်းဒါယာစီနောက်ဆုံးပွဲတင်တော့ကနှုတ်ဆက်ပြီးပြီဆိုတော့အသင်းတက်သူပြောင်းခြင်းနေတယ် United ကိုဒါပြောင်းလာခြင်းနေတယ်ပေါ့လေဒီပြောင်းရွှေ့ကလည်းဒါဖြစ်နိုင်မှုကတော့နည်းပါလေတကယ်လို့ဒါဦးနာနာကရောင်းလိုက်ပြီဆိုရင်တော့ရောင်းလိုက်ပြီဆိုမှသာပေါ့နော်ဒီကုသမနေရာပြောင်းလဲဖြစ်နိုင်ရှင်ရှိတယ် ဖရက်ဖတ်အတင်းနေရဖရက်ဖတ်အတင်းကလည်းဒါတို့ရဲ့တိုက်စစ်မှု EK တိုက်ကိုနော်ပေါင်သန်းတရားနေပါလောက်ဒီဈေးလိုချင်နေဆိုပြီးတော့အတန်နေပြက်လာတယ်ပေါ့နော်ဒီအတင်းနေရလည်းတကယ်ရောင်းမလားမရောင်းလားမပြောတတ်ဘူးဒီအိုမာရာမာတို့ကရောက်တော့လေဒီတို့ရဲ့စနစ်တကျသွားနေတယ်လို့ပြောတယ်ပေါ့နော်ဒီအပြောင်းရွှေ့ကိစ္စအိမ်မှာဆိုတော့ဘလို့ဆက်ဖြစ်မယ်မသိဘူးပေါ့နော်ဒီအပြောင်းရွှေ့ရလည်း United ကလည်းတရားဝင်ကန်လန်းရတာမျိုးမရှိသေးဘူးပြီးတော့ဟိုစိတ်ဝင်စားရဆိုတဲ့တည်င်းနေပဲရှိသေးတယ်အီကီတိုက်ကိုနိုင်ကလည်းဒါ ပရက်ဖက်ကတင်းတော်တဲ့ပြောင်းချွေခြင်းနဲ့ရောင်းချမယ်ဆိုရင်လည်းသူလည်းပြောင်းရင်တဲ့သဘောမှာရှိရပေါ့နော်ဟိုအရင်လိုမျိုးအသင်းတွေအများကြီးကပြိုင်ဆိုင်ခိုးနေတာမျိုးမဟုတ်တဲ့အတွက်စိတ်ဝင်စားတဲ့တင်းရလည်းနေခြင်းမရှိတဲ့အတွက်ပေါ့နော် United အနေနဲ့ဒါတကယ်သာထဲထဲဝင်ကန်လန်းမယ်ပရက်ဒီဖရန့်ဖက်တောင်းတဲ့ပြောင်းချွေခြင်းလည်းပေးမယ်ဆိုရနိုင်ခြင်းလို့ရှိတယ်ပေါ့ဘယ်လိုဆက်လုပ်မယ်တော့မသိဘူးပေါ့လေအဲသူအိုနာနာလိုပဲဒီနောက်ထပ်အသင်းမှာဆက်ပြီးတိုက်ပွဲဝင်ခြင်းဆိုရဲတယောက်ကရှိသေးတယ်သူကတော့ဟိုအိုင်လန်ပေါ့နော်ဟိုအိုင်လန်ကလည်းအဲ့လိုမျိုးဒီ ပြီးခဲ့တဲ့ရာသီမှာခြေစွမ်းမကောင်းခဲ့ပေမဲ့ပေါ့နော်လာမယ့်ရာသီမှာကြိုးစားပြီးကစားသွားမယ်အခြားကစားသမားရင်းနဲ့တိုက်ပွဲဝင်ပြီးတော့ပထမနေရာတွေ့အောင်နော်ဒီကြိုးစားကစားမယ်ဆိုရင်အတန်ဒီဒါထွက်လာပြန်နေပေါ့အဲ့လိုမျိုးဆိုတော့ဒီတိုက်စစ်မှုတယောက်ခေါ်မယ်ဆိုရင်လည်းသူတို့တွေကိုရောင်းချနိုင်မှာဖြစ်မှာပေါ့နော် United ရဲ့လက်ရှိအခြေအနေကဒီဘန်အမျိုးမျိုးကိုခေါ်ပြီးသွားပြီဆိုရင်နောက်တဲ့ကစားသမားတွေခေါ်ဖို့တော့ကသင်ရကစားသမားတွေဒါမဖြစ်မနေရောင်းမှာဖြစ်တော့မယ်ပေါ့ဒီချိန်မှာလိုက်တာအန်တိုနီဆိုလည်းဘက်တစ်အသင်းနဲ့ညီတိုင်းနေတယ်ဂျီရန်ဆန်ချိုဆိုရင်လည်းဒီ ညာပိုလီတို့ပေါ့နော်သူရဲ့အသင်းအောင်တော်မွန်လို့စသဖြင့်ဒီစိတ်ဝင်စားတဲ့အသင်းတွေကိုရောင်းချနိုင်မှုရရှိရောင်းချနိုင်ခဲ့ရင်အဆင်ပြေနိုင်တယ်နောက်တစ်ခုကတော့ဒီအလက်ဇန်ဒိုဂါနာချိုပေါ့နော်ဂါနာချိုဒီလည်းဒါအမိုရီနဲ့ကအဆင်မပြေတဲ့အတွက်ဒီသူ့ကိုလည်းရောင်းစင်းတင်ထားတာပဲဘယ်အသင်းကစိတ်ဝင်စားပြီးကန်လန်းလာမလဲယူနိုက်တက်ကပြောင်းရွှေ့ရေးဘယ်လောက်တောင်းမလဲအော်ဒီပေါ်တွေပေါ်မူတည်ပြီးဖြစ်သွားနိုင်ကြီးရှိတယ်ပေါ့ဆိုတော့ဒီလူအစ်စ်ရောက်လာလို့ဆိုရင်လူခေါင်းနေတာအရင်ထွက်ဖို့လေလိုအပ်နေတယ်ပေါ့လေ United တင်ရဲ့ဒီ CEO မှာ brother ဘောနော်ဒီ MOIN ကိုဒီမိနစ်တုံးကဘောနော်တန်ဟက်ကို lodge ထုတ်ပဲပြီး MOIN ကိုခန့်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒါထုတ်ဖို့ပြောဆိုလာတယ်ဗောအဲ့ဒါကသူတို့အနေနဲ့ဒါစနစ်နဲ့ကြလှုပ်ဆောင်တာဖြစ်တယ်ဒီပြစ်သက်ကြိုင်အောင်ဗောနော်ရလက်မကောင်းပြီးထုတ်တွေ့ရနီးပြန်ကောက်ခံတာမျိုးမဟုတ်ဘူးဗောနော်သူတို့အနေနဲ့ဒီ MOIN ကိုဒီຢາດີအလေကြီးမှာပဲခေါ်ဖို့နဲ့တန်ဟက်ကိုရော်ကြည့်ပြီးထုတ်ဖို့တိကျစဉ်းစားဆုံးဖြတ်ပြီးလှုပ်ဆောင်နေတာဖြစ်တယ်လို့အဲသူတို့ ြောတယ်ပေါ့နော်သူတို့အနေနဲ့ဒါ2028မှာဆိုရင်လည်းဒါ Premier League Live ကိုရရှိဖို့ဒီ project တခုချမှတ်ထားတယ်လမ်းစဉ်တခုချမှတ်ထားတယ်အဲ့ဒီတိုင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ဒါစူးစမ်းသွားမယ်လို့လည်းပြောတယ်ပေါ့နော်သူတို့အနေနဲ့ဒါဒီလိုမျိုးကိုရည်ရွယ်ထားတဲ့အရာကိုပရိသတ်တွေလည်းသိအောင်မီဒီယာတွေလည်းသိအောင်ပုံမှန်လေးလေးထုတ်ဖို့ပြောလာတာဖြစ်တဲ့အတွက်လုံနိုင်ရင်လည်းအကောင်ပဲပေါ့နော်မလုံနိုင်ရင်လည်းဒါတစွေးကတည်းကပက်လက်မျိုးမဲ့ ကိန်းပဲပေါ့နော်နောက်တစ်ခုကတော့ဒီ Oma Brada ဒီအသင်းအတွက်ပေါ့နော်ရှော့ချလိုက်ရတဲ့ဝန်တန်းတွေရှိတယ်ပြီးတော့ဒီဖာဂီရိုတောင်ပါတယ်ပေါ့နော်အဟိတ်ထင်ပါဆိုအဲ့လိုမျိုးသူဝန်တန်းတွေအတွက်လဲဒါမဖြစ်အသင်းရဲ့ဘန်နာရေးချင်နေကြောင်းမဖြစ်မနေလှုပ်လိုက်ရတာဖြစ်လို့တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းနဲ့ပြိုသွားတယ်ပေါ့နော်ဒါကတော့ကောင်းတယ်ပေါ့ဘာလို့လဲဆိုတော့ United ဆိုတာအရင်တော့အဲ့လိုပုံစံမျိုးမဟုတ်တော့ဘူးပြအဲ့ဒါအုံမှာဒီစီဝါရေးဆန်တယ်လို့ပုံစံမျိုးကြီးချက်ချင်းပြောင်းလိုက်တော့စင်မပြေဘူးဒီလိုတရားဝင်တောင်းပန်လိုက်တာတော့ ကောင်းတယ်ပေါ့လေမဟုတ်လေဟိုဝန်ထမ်းတွေကလုတ်ပြန်ရမှာမဟုတ်တော့ဘူးဆိုတော့ United ရဲ့ဒါလက်ရှိပြောင်းရွှေ့တည်င်းတွေကတော့ဒီလောက်ပဲရှိတယ်ပေါ့နော်တိတ်ပြီးဒါအားရရမရှိဘူး Brian Ambi ကိုပြောင်းရွှေ့တခုပဲဒါဖြစ်လာနိုင်ခြင်းအများဆုံးရှိနေတယ်ဒီရောင်းချဖို့ကစားသမားတွေအတွက်ရောဝင်လာမယ့်ကစားသမားတွေအတွက်ရာအတွက်ကတော့ပေါ့နော်ဒီပြောင်းရွှေ့ဈေးကမပိတ်မီအထိကျွန်တော်တို့ဆက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ